ဟယ်လိုဒီနေ့ကတော့ no contact ဖြစ်နေတဲ့သူတွေလက်ရှိမှာတယောက်တနေရာစီရောက်နေပြီးတော့အဆက်အသွယ်လုံးဝမရဘူးအဆက်အသွယ်ပြတ်နေတဲ့ဆိုတဲ့သူတွေအတွက်ကြည့်ပေးမှာဖြစ်တယ်။တစ်ဖက်သူကရောကိုယ့်ရဲ့ collective တွေကိုတတိယနေလားလွမ်းနေလားဆိုတာကိုဖတ်ပေးမှာပေါ့နော်။ဆိုတော့ခါတိုင်းလိုပဲ collective reading ဖြစ်တဲ့အတွက်ကြောင့်မို့လို့ current energy ကိုအရင်စစ်ပေးမှာဖြစ်တယ်။ဒီ current energy မှာကိုက်ညီမှုရှိရဲဆိုတာမှာဆက်ပြီးတော့ကြည့်ပါရှင်။ okay လက်ရှိကတော့ the fools ရဲ့ energy နဲ့อืมကံတရားကြီးကိုအပြည့်အဝယုံကြည်နေတဲ့အချိန်ပေါ့เนาะအရာရာကမှာအာဘယ်လိုပြောရမလဲတက်ကြွပြီးတော့ကြတော့အရှိမအခက်အခဲတွေအများကြီးရှိနေတယ်ဆိုရင်တောင်မှပဲရင်ဆိုင်ဖို့အဆင်တင်ဖြစ်နေတယ်ဆိုတဲ့သူမျိုးပေါ့เนาะအခြေအမြစ်ဓာကြီးဆိုရင်လည်းအဲ့လိုမျိုးပဲအာသူ့အကြောင်းကိုဘာမှအကုန်သိမနေဘူးအာအရန်ကြီးလည်းထဲထဲဝင်ဝင်နားမလည်နေဘူးဆိုရင် သူဖြစ်နေရပြီငါယုံကြည်ပေးလိုက်မယ်ဆိုတော့စိတ်တစ်ခုနဲ့ risk ယူပြီးတော့သူ့လက်ကိုဆွဲဖို့အတွက်အာသူနဲ့ရှေ့ဆက်ဖို့အတွက်အစင်းနဲ့ဖြစ်နေတဲ့သူတွေပါမယ်တချို့သူတွေကတော့ဘဝအရေးနဲ့ပတ်သက်ပြီးတော့အာနောက်ထပ် chapter တစ်ခုကို risk ယူပြီးတော့အာစတင်ထားတဲ့သူတွေပါမယ်ပေါ့နော်အလုပ်အစ်တခုစလုပ်ထားတာရင်းနှီးမြှုပ်နှံမှုတစ်ခုကိုစလုပ်ထားပြီးတော့အဲ့ဒီလုပ်ငန်းကိုအကောင့်ထဲပေါ်ပြီးတော့ကြတော့ စတင်ဖို့အတွက်ကိုကိုရိုင်းကဖိရှော့ဝမ်ရဲ့ energy နဲ့အရင် passionate ဖြစ်နေတာပေါ့နော်စိတ်ခွန်အားတွေအပြည့်နဲ့ energy အပြည့်နဲ့ယုံကြည်မှုအပြည့်နဲ့တက်ကြွလန်းဆန်းနေတဲ့အခြေအနေတစ်ခုကိုရောက်နေတာကိုတွေ့ရပါတယ်ရှင်ဆိုတော့ကိုကဒီ reading ကိုကြည့်မိတဲ့အချိန်မှာပင်မန်းနွမ်းနေပြီးတော့ဘာမှမလုပ်ချင်ဘူး negative energy တွေထဲမှာပြည့်နေပြီးတော့ပိတ်မိနေပြီးတော့အာ ခြေကုံလက်ပန်းကျနေဆိုရင်စက်မကြည့်နဲ့ဒါရှင်တို့အတွက်မဟုတ်ဘူးဆိုတော့ဒီ reading ကိုလာကြည့်ရတဲ့သူတွေကလက်ရှိမှာချက်ရတဲ့သူနဲ့ဆက်သွယ်ပြတ်နေတယ်ဆိုရင်တောင်မှပဲအာပြန်ပြီးတော့သူကငါ့ကိုဆက်သွယ်လာမှာပဲသူနဲ့ပြန်ပြီးတော့ငါက relationship ကိုပြန်ပြီးတည်ဆောက်နိုင်မှာပဲဆိုရယ်ယုံကြည်ချက်အပြည့်နဲ့ခွန်အားအပြည့်နဲ့အာနောက်ထပ်အစ်စ်တစ်ခု chapter အစ်စ်တစ်ခုကိုစတင်ဖို့အတွက်အာ ready ဖြစ်နေတဲ့သူတွေဆိုတာကိုတွေ့ရတယ်ဆိုတော့ဒီအထီး မှန်နေဆိုရင်စိုက်ကြည့်ပါတစ်ဖက်သူကရောကိုယ့်ရဲ့ quality တွေကိုသတိရနေသလားလွမ်းနေလားကြည့်ပါ True ones and nine of pentacles and four of wands တတိယနေရာပေါ့ရှင်တစ်ဖက်သူကကိုယ့်ရဲ့ quality တွေကိုသတိရနေနေဆိုတော့ညာလဲသူတို့ဘဝထဲမှာလဲသူတို့ အရေးကိစ္စတွေနဲ့သူတို့ရှုပ်ထွေးနေရမျိုးကိုတွေ့ရတယ်။ဒါပေမဲ့ Beach of the Dead မှာက True Resource ဖြစ်နေတဲ့အတွက်မင်းတို့ရဲ့တစ်ဖက်သူကလက်ရှိမှာသူ့ဘဝမှာသူ့ဟာသူ့သူအခက်အခဲတွေနဲ့ပြည်နေတယ်။အာ Facing the Fear ပေါ့နော်အကြောက်တရားတွေနဲ့ရင်ဆိုင်နေရတယ်။အာဆုံးဖြတ်ရခက်တဲ့ကိစ္စတွေသူ့ဘဝထဲမှာကြုံနေရတယ်ဆိုတာမျိုးကိုတွေ့ရတယ်။အာဆိုတော့ကိုယ့်ရဲ့ collective တွေတချို့ တချို့သူတွေအတွက်ကပေါ့နော်မင်းတို့တွေးလိုက်တဲ့သူမှာမင်းတို့အပြင်နောက်ထပ် relationship တစ်ခုတော့၎င်းနောက်ထပ် saturation တစ်ခုတော့၎င်းကိုယ့်ရဲ့ quality လေးတွေနဲ့ရှင်ပြီးတော့ရွေးချယ်ရမယ်အခြေအနေတစ်ခုရှိနေတာမ ကိုတွေ့ရတယ်အဲ့ဒီအတွက်ကြောင့်မလို့မင်းတို့ကိုတတိယနေတော့ညာလဲလက်တလောသူကမဆက်သွယ်ဘဲနဲ့သူ့ဘာသူသူအချင်းယူနေတာမျိုးကိုတွေ့ရတယ်တချို့သူတွေကတော့ခရီးထွက်ဖို့ပြင်ဆင်နေတာမျိုးကိုလည်းတွေ့ရတယ်တနေ့တကြီးကိုခရီးထွက်တာမျိုးအာနိုင်ငံရဲ့ခြားကိုသွားတာမျိုးမင်းတို့နဲ့ယူဝေးရမယ့်လမ်းတစ်ခုခုသူ့မှာရှိနေတာမျိုးကိုတွေ့ရတယ် ်ပေါ့နော်။ဘာပဲပြောပြောသူကလည်းကိုယ့်ရဲ့ collective တွေကိုတတိယနေဆိုတာမျိုးကိုတွေ့ရတယ်။ကိုယ့်ရဲ့ collective လေးတွေကအမျိုးသမီးပဲဖြစ်ပါစေအမျိုးသားပဲဖြစ်ပါစေအာမင်းတို့ရဲ့တစ်ဖက်သူအတွက်ဆိုရင်မင်းတို့ကအမြဲတမ်း 9 of pentacle ရဲ့ energy နဲ့ mother energy ပေါ့နော်အမေလိုအမလိုဂယူဆိုင်ပေးတယ်ချစ်သူကြီးစားလိုပံ့ပိုးမှုအပြည့်ပေးတယ်တစ်ဖက်သူကလေမင်းနဲ့နေရတဲ့ချိန်ဆိုရင်လည်းသူကအရင်ကို nutri ပြီးတော့လုံခြုံပါတယ်ဆိုတော့စိတ်ခံစားချက်ကိုခံစားရပါတယ်တဲ့9 of pentacle ရပေါ့နော်ဆိုတော့ကိုယ့်ရဲ့ quality လေးတွေကတစ်ဖက်သူကိုစိတ်ပိုင်းဆိုင်ရာအပြင်ရုပ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေပါပေးထားတာမျိုးကိုတွေ့ရတယ် ပေါ့နော်အာငွေကြေးအရာပံ့ပိုးတာမျိုးတော့လကောင်းလက်ဆောင်လေးတွေခဏခဏဝယ်ပေးဖြစ်တာတော့လကောင်းသူတိုက်တက်တာလေးတွေကိုအများရန်အာပံ့ပိုးပေးတာမျိုးတော့လကောင်းဒီလိုမျိုးတွေအရန်နှွေးထွေးတဲ့ energy ကိုပေးထားတဲ့အတွက်ကြောင့်မို့လို့သူကလက်ရှိအချိန်မှာအဲ့ဒီလိုမျိုးမင်းရှိကအရန်ကိုကောင်းပေးပြီးတော့ဂယူးဆိုင်ပေးတာကျင်နာပေးတာလေးတွေကိုလွမ်းနေတယ်တန်းတနေတယ်ဆိုတာ တွေ့ရတယ်။အာဒီတစ်ခေါက်သူ့ဘက်ကပြန်ဆက်သွယ်လာခဲ့မယ်ဆိုရင်တော့သူက401ရဲ့ energy နဲ့ main သူ့ရဲ့ဒီ relationship ကိုလုံးဝကိုပဲပြောစရာအတီနဲ့ celebration တစ်ခုခုလုပ်ရတဲ့အတီရှေ့ဆက်ဖို့အတွက်ဆုံးဖြတ်ချက်ချထားတာမျိုးကိုတွေ့ရတယ်။စိတ်ဆက်တာမျိုးလက်ထက်တာမျိုးဒီလိုမျိုးပေါ့နော်ဒီလိုမျိုးအရင် serious ဖြစ်တဲ့အခြေအနေတစ်ခုထိသွားကျင်နေဆိုတာမျိုးကိုလည်းမြင်ရတယ်။ โอเคอ่าတကယ်တော့နှစ်ယောက်သာတွေ့ဖို့အတွက်အခွင့်အရေးတွေကရောက်လာပါလိမ့်မယ်။နည်းနည်းလေးစိတ်ရှိရှိထားပြီးရောစောင့်ပါအောင်ဆိုတာမျိုးကိုတွေ့ရတယ်။တချို့ကိုယ့်ရဲ့ collective လေးတွေဆိုရင်မင်းတို့ရဲ့တစ်ဖက်သူနဲ့မင်းတို့ကလည်းအတိုင်းအဝိုင်းမတူတာမျိုးတငယ်ချင်းမိတ်ဆွေတွေကမှအစမင်းတို့နှစ်ယောက်ကိုသဘောမတူတဲ့အတွက်ဈာထဲမှာခွဲခဲ့ကြတာမျိုးတွေရှိလိမ့်မယ်။နှစ်ယောက်သားကအဆင်မပြေတာကဒီလိုမျိုးဈာထဲကမိသားစုတွေကြောင့်ပို့ပြီးရောများလိမ့်မယ်ပေါ့နော်။ဆိုတာမျိုးကိုတွေ့ရတယ်။ ဆိုတော့အာတိတ်မကြခင်စိတ်လှုပ်ရှားရတဲ့အခြေအနေတွေကိုတယောက်နဲ့တယောက်ပြန်ပြီးတော့ တွေ့ကြတော့မှာပါဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်။ဘာပဲပြောပြောကိုလိုချင်တဲ့ပန်းနိုင်ကိုပဲအာယုံစိုက်ပြီးတော့စောင့်ဆိုင်ပါလို့အကြံပေးခြင်းနဲ့အာကိုလိုချင်တဲ့ပန်းနိုင်ဆိုတာကမင်းလိုချင်တာကသူနဲ့ပြန်တွေ့ရမှာဆိုရင်အဲ့ဒီပြန်တွေ့ရမယ်ဆိုတဲ့တစ်ခုကိုပဲခေါင်းလေးကိုထည့်ထားပြီးတော့ daily ကိုထင်းနေမှာကိုလို့ဆရာရှိရာတွေကိုလုပ်ပါကိုရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ပန်းနိုင်ကိုရောက်ဖို့အတွက်ဖြည်းဖြည်းနဲ့မှန်မှန်လေးစူးစမ်းသွားပါဒါဆိုရင်အချိန်တစ်ခုကိုရောက်တဲ့အချိန်မှာနှစ်ယောက်သားကအာသူ့ပါသူသူပြန်တွေ့ရပါလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်နော် က်ဆက်တစ်ခုကလည်း needing time ဆိုတာကိုပဲထပ်ပြရတယ်သူကအခုကလေမင်းတို့ကအာပြန်တွေးဖို့အချိန်မကျသေးဘူးပေါ့နော် universe ကကိုမင်းတို့ကိုပြန်တွေးဖို့အတွက်နှစ်ယောက်သာအတူတူစုံစည်းဖို့အတွက်မပေးနေသေးဘူး။ဘာကြောင့်လဲဆိုတော့နှစ်ယောက်လုံးမှာကအပြန်အလှန်ကိုစီစိတ်တမ်းရာတွေရှိခဲ့ကြရတယ်။အခြေအနေမြေတားရေးနဲ့တော့၎င်းမိသားစုအရေးကြောင့်တော့၎င်းကြီးပြီးခဲ့တယ်။ပတ်ဝန်းကျင်ကြောင့်တော့၎င်းဒီအပေါ်ပေါ့နော်တွေ့ဝိုက်ပြီးတော့ပဲဖြစ်ဖြစ်ဓာတ်ရိုက်ပဲဖြစ်ဖြစ်ဒီအိမ်တော်ရေးအခြေအနေနဲ့ပတ်သက်ပြီးစိတ်တမ်းရာတွေရှိနေတဲ့အတွက်ဒါတွေကို ကိုစီကုစားရကြအောင်ကုစားကြရအောင်မဲ့အချိန်ကြီးရှိရပေါ့နော်ဒီတန်ရာတွေကိုမကုစားပဲမင်းတို့နေအောင်တွေးလိုက်မယ်ဆိုရင်လေဒီဆက်ဆံရေးကဘလို့မှအဆင်ပြေမှာမဟုတ်ဘူးကွဲပြတ်သွားကြမှာပဲဒါကြောင့်မို့လို့တန်ရောက်တနေရာကြီးကွဲကွာနေကြရတုံးမှာကိုယ့်ရဲ့တန်ရာကိုကိုကိုယ်တိုင်ပဲကုစားကြပါဒီတန်ရာတွေချက်သွားတဲ့အချိန်မှာမင်းတို့နေအောင်ပြန်တွေးကြပါလိမ့်မယ်ဆိုတာမျိုးကိုတွေးရတယ် ဆိုတော့ဒီတန်ရာတွေမကြက်သေးပဲနဲ့ဒါပြန်တွေ့မယ်ဆိုရင်နှစ်ယောက်သားကတကယ်စိတ်ခံစားချက်အမှန်တွေကိုထုတ်ပြဖို့အတွက်ခက်ခဲပြီးတော့ညနေဖုန်းတွေနဲ့ဆက်ဆံတဲ့အတွက်အဲနှစ်ယောက်သားကြားထဲမှာပို့ပို့ပြီးတော့ဝေးခွာစရာအကြောင်းကိစ္စတွေပဲပေါ်ပေါ်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါမင်းတို့နှစ်ယောက်ကမတွေ့ကြရသေးတာဖြစ်တယ်တဲ့အဲတရားတွေကိုကုစားပြီးမှလာနှစ်ယောက်သားကတွေ့ကြမယ်ဆိုရင်တော့တယောက်ကိုတယောက်အပြန်အလှန်ဖေးဖေးမောမောနဲ့ ချစ်ပေးတတ်မယ်အဲဒါကြောင့်မို့လို့အဲ့ဒီနှစ်ယောက်သားက healing ဖြစ်သွားတယ်ဆိုတဲ့အချိန်မှာ self love self care ဆိုတာကိုလည်းနားလည်နေပြီးကိုယ့်ကိုယ်ကိုချစ်တတ်ပြီဆိုတဲ့သူတစ်ယောက်ကတခြားတစ်ယောက်ကို healthy ဖြစ်အောင်ဘယ်လိုမျိုးချစ်ပြီးဂရုစိုက်ပေးရမလဲဆိုတာကိုနားလည်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအချိန်မှာနှစ်ယောက်သားရဲ့ချစ်ချင်းမြတ်တာကလုံးဝကို unconditional love ဆိုပြီးတော့အာစိတ်ချမ်းသာရလိမ့်မယ်ပျော်ရလိမ့်မယ်တဲ့ဒါကြောင့်မို့လို့အချိန်မတန်သေးခင်မှာတော့ အရန်ကြီးစိတ်မလောပါနဲ့ကိုယ့်ရဲ့တန်ရာတွေကိုပဲကိုကူပါမင်းတို့နှစ်ယောက်သားကြားထဲမှာ connection တစ်ခုကရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြန်တွေ့ကိုတွေ့မှာသူကလည်းလွမ်းနေတယ်မင်းကလည်းသူ့အကြောင်းကိုတတိရနေတယ်ဆိုတော့ညာလေဒီအချိန်မှာအာယုံဆိုင်ရမှာကကိုယ့်ရဲ့ဒီမန်ချက်ပန်းနိုင်ကိုရောက်အောင်သွားဖို့ကိုဘွားကအခုထပ်ပို့ပြီးတော့တောက်ပြောင်ပြီးတော့တောက်ပလာဖို့ကိုကုတ်ကိုပို့ချစ်တက်လာဖို့ဆိုတော့အဲဒီလိုမျိုး အာ healthy choice ကိုရွေးချယ်ပြီးတော့အချိန်မီကိုတုံးပြီးတော့မှ left and right က balance ဖြစ်တဲ့အထိဆောင်ဆိုင်ပါတဲ့ဒါဆိုရင်တော့အချိန်တန်ရင်နှစ်ယောက်သားကစုံကြည့်ရပါလိမ့်မယ်တဲ့ရှင်ဆိုတော့ကျေးဇူးတင်ပါတယ်အဖြေလေးကအရင်ကမှ beautiful ဖြစ်ပါတယ်ဆိုတော့ပေးချင်တဲ့ message လေးတွေကိုလည်းရလိုက်မယ်လို့ထင်ပါတယ်နော်ဒီလိုမျိုး free reading လေးတွေကိုအများအားလက်ခံရရှိတင်နေဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပါရှင် TikTok နဲ့ Facebook မှာလည်း @tiktok ဖြစ်တယ်ဒါပေမဲ့ YouTube မှာကအအရင်ဆုံး upload လုပ်လို့ရှိတယ်ပေါ့နော်အော်ဆိုတော့ personal reading လေးတွေဝယ်ခြင်းနဲ့ဆိုရင်တော့ Telegram မှာ booking လေးလာယူလို့ရပါမယ်ရှင် YouTube နဲ့ Facebook က follower တွေအတွက်ကတော့ Telegram နဲ့ Viber link လေးကို description မှာချပေးထားတယ် TikTok က follower တွေကတော့ message ကနေပြီးတော့ link ပေးလာတောင်းလို့ရမယ်ပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်ရှင်ကိုယ်တို့နောက်ထပ် reading လေးနဲ့တူပြန်တွေ့ကြမယ်နော်